ရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီရွေးကောက်ပွဲမှာမတမမှုတွေကိုတိုင်ကြားသွားမယ်လို့မြောက်ပိုင်းခရိုင်ကနေကိုစလဲလောင်းအဖြစ်ရှင်းပြန်ခဲ့တဲ့နော်ဆူဇန်နာလှလာဆိုးကဒီဇင်ဘာ28ရက်နေ့မှာသတင်းမီဒီယာတွေကိုပြောဆိုလိုက်ပါတယ်။ဘလို့မတမမှုတွေကိုကိုယ်တိုင်တွေ့ခဲ့ရသလဲ။ရွေးကောက်ပွဲကော်မရှင်ကထုတ်ထားတဲ့ဥပဒေအခန်း6အပိုင်း55မှာမတရားပြုကျင့်မှုတစုံတရာပေါ်ပေါက်ရင်ရဲ60အတွင်းကော်မရှင်ကိုတိုင်ကြားနိုင်တယ်လို့ဖော်ပြထားပြီး ကန့်ကွက်လွှာနေတူကုန်ကြစီကြံ၅သိန်းပေးသွင်းရမှာမို့သူ့အနေနဲ့မြို့တော်အဆင့်ကိုယ်စားလှယ်တယောက်ကိုတိုင်မယ်လို့ဆိုပါတယ်အဲ့ဒါဆက်ချောင်းပိုင်းမဆက်ငါမကြားမဲ့ပြုချင်းကိုတစုံတရာပေါ်ပေါက်ရင်းတဲ့ပြပေါင်း60ဒင်းပေါင်းရှိဖို့ကိုယ်တိုင်တော်လောင်းစာနဲ့တော်တာကန့်ခွက်နိုင်သည်အပိုင်း56ကကန့်ခွက်လွားခြင်းတင်သူကိုယ်စားလှယ်နိုင်သည်မိမိကန့်ခွက်လွားမည်သူကွန်ချာမီမှုစေတဲ့ ဝင်ကြတာဒါမျိုးကော်မရှင်ကတတ်တတ်ပေးသည်ဝင်စည်းကောင်းစီလိုပေးသွင်းရမည်ရဲ့ဒီထက်ဆုံးအားလိုပေါ့နော်အဲ့ဒီလိုဒီမျိုးတော်စင်ပေါ့နော်အဲ့ဒီလိုတိုင်ဘောရဲ့ခြားနာလို့ရှာပါမယ်ပေါ့ကျမတိုင်တော့ပါပါကျမမနဲ့မနဲ့ကျမတိုင်ကိုတွဲတော့ခြားလို့လုပ်ထားပါတယ်ပေါ့နော်အေးစိန်မျိုးနဲ့ပိန်နေကုန်ပေါက်တော့တောင်းတကုန်နဲ့လှိုင်းတရားဘက်မှာမဲပေးဖို့ကိုယ်စလဲတွေကိုအမှန်ချစ်ထားတဲ့စာရွက်တွေလိုက်လံဝေငှနေသလို မဲပေးတဲ့နေ့မှာမဲဆွဲခွင့်မရှိတာကိုဗနိုင်းကတ်ထားတဲ့ကားတွေနဲ့လူစီကားရနေရာတွေမှာလှည့်လည်တာမျိုးမတမာမှုတွေရှိတယ်လို့သူကရှင်းပြပါဗျ။2010ဆုံးကကြိုတင်မဲပြဒနာဖြစ်ခဲ့ပေမဲ့အခုစီးပင်းရွေးကောက်ပွဲမှာတော့မဲစည်းရင်မရှိတဲ့ကိစ္စကပြဒနာတည်းရဲ့ဖြစ်နေတယ်လို့ဆိုပါဗျ။ ်ခမပိုင်းကိုတို့အဲ့ဒီရုပ်ကလေးနဲ့ရောင်စုံလေးနဲ့အဲ့လိုနေသွားတယ်အဲ့ဒါတွေကုန်တဲ့အခါမှာအဲ့လို copy တွေနဲ့ခုတော့ဖြူမယ်လေးနဲ့ဆက်တော်ပြီးသားတယ်အဲ့ဒါတွေက insane เนาะဒီပိနေကုန်တော့ဈေးကုန်ရှေ့ဈေးကုန်နောက်ဟောပေါ့တော့เนาะနောက်ပြီးတော့ insane เนาะဒီတောင်းကုန်ပဲဒီကချက်သွားပါတယ် ဝရထောင်ဖျားလန်းဘော်ကအော့ကစ်ဟိုတယ်မှာကျင်းပတဲ့ခရိုင်ကိုယ်စားလှယ်လောင်းတွေမြို့နယ်ကိုယ်စားလှယ်လောင်းတွေကဒီဇင်ဘာ20ခုမှာကြုံတွေ့ခဲ့ရတဲ့စီပင်ရွေးကောက်ပွဲမတမာမှုတွေကိုပြင်ပြခဲ့ကြပါတယ်။ချက်9သိန်းပေးပြီးတိုင်ကြားရမယ့်ဥပဒေမျိုးသူမသိထားတဲ့အကြောင်းဥပဒေပြုစုဖြစ်တဲ့လွှတ်တော်အမတ်တွေမသိတဲ့ဥပဒေတွေကိုရွေးကောက်ပွဲကော်မရှင်ကပြဋ္ဌာန်းထားတာကြောင့်ရန်ကုန်တိုင်းလွှတ်တော်မှာဒီကိစ္စဆွေးနွေးသွားမယ်လို့ဒေါညိုညိုသိန်းကဆိုပါတယ်။ တော့ခုနကပြီးတဲ့ပြောတဲ့အချက်ကြီးပေါ့၅သိန်းနဲ့၅ဆစနာ၅သိန်းနဲ့တော့ပါပဲဆိုတော့မှမသိဘူး။အဲ့တော့ကျွန်တော်တို့ကဘုရားရှင်ရဲ့တောင်းမသိပါဘူး။အဲ့တော့တို့တော့ဥရိပြည်သူများတွေမသိတဲ့ဥရိများပေါ့နော်။ဥရိများကဒါဘုရားပဲတော့ရှင်ကြီးကလွတ်ထားတာဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ဥရိများတိုက်တော်ဆောင်ရတဲ့နေရာလေးအများကြီးရှိပါတယ်။စီပင်ရွေးကောက်ပွဲကော်မရှင်ဟာတရားမျှတမှုမရှိတဲ့ဒန်းလူညီမျှမှုမရှိတဲ့ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးဒီဥပဒေနဲ့ရွေးကောက်ပွဲလုပ်ခဲ့တာကြောင့် တရားမျှတမှုမရှိဘူးလို့ဦးဝင်းချိုကပြောပါတယ်။ကျွန်မတို့တရားမမျှတာတဲ့အဖွဲ့အစည်းကရန်ကုန်မြို့တော်စီရင်သားရာရေးကော်မတီပါ။အဲ့ဒီရန်ကုန်မြို့တော်စီရင်သားရာရေးကော်မတီဟာတရားမျှတမှုမရှိတဲ့တမ်းမူညီမျှမှုမရှိတဲ့ဥပဒေကိုပြဋ္ဌာန်းခဲ့တယ်။အဲ့ဒီဥပဒေနဲ့ပဲရွေးကောက်ပွဲကိုပြုလုပ်မယ်လို့အာဓမ္မပြုကျင့်ခဲ့တယ်။အဲ့ဒီတရားမမျှတာတဲ့ဥပဒေနဲ့ မပြိုင်ဘူးဆိုကျွန်တော်တို့ငင်းွယ်မရခဲ့ဘူးမပြိုင်ဘူးဆိုရင်ရနိုင်တယ်မရအခွင့်အရေးလေးဆုံးရှုံးသွားမှာဆိုလို့မဖြစ်မနေဝင်ပြိုင်ရတာကလွဲရင်မပြိုင်နေကြတဲ့ကစီရင်သာယာကထုတ်ထားတဲ့ဥပဒေတွေမိဖို့တွေတရားမျှတမှုမရှိဘူးဆိုတာကိုမီဒီယာတွေအားလုံးကပါထားပြီးသား တောင်ပိုင်းခရိုင်ရဲ့မြို့နယ်ကိုကူမှာအနိုင်ရထားတယ်လို့ဆိုလာသူကဒေါက်တာအေးမြင့်မှာသူသားတကယ်အနိုင်ရခရင်စီပင်နဲ့ပြည်သူကြားဆက်ဆံရေးကောင်းအောင်လုပ်မှာဖြစ်ပြီးသူတယောက်တည်းဖြစ်နေရင်တော့မငြင်းညူပဲပြည်သူအ탄ကိုကိုးစားပြုသွားမယ်လို့ဆိုပါတယ် ဝန်ထမ်းကြီးရာကိစ္စရဲ့ဒီမှာပြည်သူတွေနဲ့မကြည်တဲ့မှုတွေရှိတယ်အဲ့ဒါကိုပြည်လဲအောင်စီပင်တဲ့ပြည်သူလူထုကယုံကြည်မှုတွေပုံပုံလုပ်တတ်လာအောင်ဆက်ဆံရေးတွေပုံပုံပြည်ပြည်ပြလာအောင်လို့ကြိုးစားပါမယ်နော်တို့ညာလည်းပဲကျွန်တော်အတိုက်တွန်းနိုင်တယ်ဆော်ဟောနိုင်တယ်ဆက်နေဖြစ်ပါတယ်တခုတစ်ယောက်လည်းပဲရှိနေပါသေးတယ်ကျွန်တော်ကတော့ပြည်သူ့အတွက်ရက်တည်ပြီးတော့အတန်ပြေသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်စိတ်ထဲတည်းအငြင်းငြင်းပဲအတန်ပြေသွားမှာဖြစ်တာအဲ့ဒီတန်ပြောနေတယ်